မနှက်ကကွန်မြတ်ခံရတယ်လို့သိရှိရတဲ့အရေးတော်ဟာဆဲဆုနဲ့တစ်ခုအတွင်းအမြင့်ဆုံးကိုရှောက်လာတယ်လို့နိုင်ငံတကာလူငင်းချမ်းသာကွန်အဖွဲ့ကြီး AI ကအင်္ဂါနေ့ကပြောလိုက်ပါတယ်လူတွေကိုအများဆုံးကွန်မြတ်ခဲ့တဲ့နိုင်ငံတွေကတော့ Iran, Iraq နဲ့ Saudi Arabia တို့ဖြစ်ကြပါတယ်2024ခုနှစ်မှာကမ္ဘာတဝန်ကွန်မြတ်ခံရသူဦးရေဟာ2015ခုနှစ်က1634ယောက်ရှိပြီးကတည်းက1538ယောက်အထိစံချိန်တင်အများဆုံးကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်လို့ အဲ့ဒီလိုခွင့်ရေးအဖွဲ့ရဲ့အသေးတန်းစီရင်မှုအကြောင်းနှစ်ပတ်လည်အစည်းအဝေးခန်းစာမှာဖော်ပြထားပါတယ်ဒီကိန်းခန်းဟာ2023ခုနှစ်နဲ့နှိုင်းစာရင်သိရှိရသမျှကွန်မြတ်မှုတွေ32ရာခိုင်နှုန်းပိုများလာတာဖြစ်ပါတယ်ဒီအထဲမှာထောင်ပေါင်းများစွာကွန်မြတ်ခံရတယ်လို့ယုံကြည်ရတဲ့တရုတ်ပြည်ရင်ကွန်မြတ်မှုတွေမပါဝင်သေးပါဘူး တရုတ်ဟာကမ္ဘာပေါ်မှာကွန်မြတ်မှုအများဆုံးနိုင်ငံဖြစ်ပြီးအလားတူနိုင်ငံတွေကတော့မြောက်ကိုရီးယားနဲ့ဗီယက်နမ်တို့ဖြစ်ကြပါတယ်။မနက်ကသိရှိခဲ့ရသမျှကွန်မြတ်မှုတွေအထက်မှာအီရန်၊အီရတ်နဲ့ဆော်ရီအာရေဗျားနိုင်ငံတွေမှာကွန်မြတ်မှုက61ရာခိုင်နှုန်းရှိပြီးဒီသုံးနိုင်ငံစလုံးမှာတည်တံ့ချမှတ်မှုတွေတိုးလာခဲ့တာကြောင့်အခုလိုကမ္ဘာတဝန်းလုံးကွန်မြတ်မှုတွေမြင့်တက်လာခဲ့ရတာဖြစ်တယ်လို့ဒီအဖွဲ့ကပြောပါတယ်။တီရှိယာသမျှကွန်မြတ်မှုတွေရဲ့64ရာခိုင်နှုန်းကိုအီရန်နိုင်ငံတနိုင်ငံတည်းကလုပ်ခဲ့တာဖြစ်ပါတယ်။ အနည်းဆုံး982ယောက်ကိုကုမြတ်ခဲ့ပြီးတော့ဒါဟာမနှစ်ကနဲ့စာရင်လူပေါင်း၁၀၀ကျော်တိုးလာတာဖြစ်ပါတယ်။ခေါင်းဖြတ်ကုမြတ်လေးရှိတဲ့ Sorry Arabia နိုင်ငံမှာတော့မနှစ်က182ယောက်ရှိခဲ့ရာကနေအခုနှစ်မှာနှစ်ဆတိုးပြီးတော့အနည်းဆုံး345ယောက်အထိရှိလာခဲ့တာပါ။ Iraq ကတော့အရင်ကအနည်းဆုံး16ယောက်ကနေ၄ဆတိုးပြီးတော့အခုအနည်းဆုံး63ယောက်အထိရှိလာခဲ့တာလို့ AI ကပြောပါတယ်ရှင်။ လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။